online စီးပွားရေးလုပ်နေတဲ့သူတွေအနေနဲ့ပေါ့နော်ကျွန်တော်လုံလောက်တဲ့အယောင်းကိုရကြတယ်ဆိုလို့ရှိရင် boost လုပ်တက်ဖို့လိုပါတယ်ဒီ video လေးထဲမှာတော့ကျွန်တော်တို့လူသုံးအများဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော် Facebook ရယ် TikTok ရယ်အာပြီးလို့ရှိရင် LinkedIn ရယ် Google ပေါ့နော်ဒီ၄ခုလုံးမှာ boost လုပ်တာရယ်တူညီတဲ့ channel တချို့နည်းနည်းကွဲလဲချက်လေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကျော်စလတ်ပါ digital marketing trainer consultant and coach တယောက်ဖြစ်ပါတယ် TikTok ကတော့အလွယ်ဆုံးပဲ တော့မှဘူးစလုပ်ခြင်းနဲ့ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ဗီဒီယိုပေါ့နော်ဗီဒီယိုရဲ့အဆက်လေးတုံးသက်ကိုနှိမ့်လိုက် increase view နှိမ့်လိုက်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ TikTok မှာဘူးစလုပ်မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး goal ရွေးပေးရတယ်ပေါ့နော် goal ရွေးပေးရတယ်နော်ဒီမှာ goal လေးရွေးပေးရတယ်ပြီးရင်အာကျွန်တော်တို့ budget ဘလောက်တုံးမှာလဲနော်ပြီးလို့ရှိရင်ဘယ်နှစ်ရက်ထားမှာလဲနော်အာပြီးလို့ရှိရင်ကျွန်တော်တို့ ဟောပေါ့နော် audience ပေါ့နော် audience မှာကိုယ်စိတ်ကြိုက် audience ကိုကြော်ဒီမှာအသက်တည်ဘာညာရွေးလို့ရတယ်โอเคအလုံးပြီးပြီဆိုရင်တော့ကျွန်တော်ပေးကိုနှိပ်လိုက်တာ ਨੇ ဒါ TikTok ရဲ့ boost လောက်တာလေးပြီးသွားမှာဖြစ်ပါတယ် Facebook မှာ boost လုပ်ရင်တော့ကျွန်တော်ဒီမှာ AD manager တဲ့ကိုသွားပြီးเนาะ create ကိုနှိပ်လိုက်ရမယ်အရင်ဆုံးသူက objective ရွေးရတယ်ဒီမှာတော့ sales လေးကိုနမူနာရွေးလိုက်မယ်ပေါ့နော်။သူကတော့၃မျိုးပဲပေါ့နော်။ campaign ရွေးရတယ် ကမ်ပိန်းမှာတော့အဓိကတော့ objective ပဲရွေးတာပေါ့နော် SS မှာတော့သူက audience နဲ့နော် placement ကိုရွေးပေးရတယ်နော်ကိုကဒီမှာ budget တွေလည်းဒီထဲမှာထည့်ပေးရတယ်အ audience ဆိုလဲကိုကဘယ် location မှာ target ထားချင်တာလဲဒါတွေရွေးပေးလို့ရတယ် AD level မှာတော့ကျွန်တော်တို့ကရှိပီးသား post ကို boost လုပ်မလား existing post ကိုရွေးပေါ့နော်အဲတကယ်လို့ကိုက dad post နဲ့ run ခြင်းနဲ့ဆိုရင်တော့ dad post ကိုရွေးပေါ့နော် dev post ဆိုတော့ဒီ create app ကိုရွေးလိုက်တာပေါ့နော်။ तू ကတော့ post အနေနဲ့တက်မသွားဘဲနဲ့ကျွန်တော်တီးတန့်တင်ပေးရတဲ့နည်းလမ်းလေးပေါ့နော်။ပြီးရင်တော့ publish ကိုနှိပ်လိုက်အောင်ပဲ။ linkin မှာလည်း boost လုပ်လို့ရပါတယ်။ကျွန်တော် linkin boost လုပ်တာလေးကတော့ဒါကျွန်တော်တို့ post page ကိုအရင်သွားပေါ့နော်။ဒါ linkin ရဲ့ page ဖြစ်တယ်။ပြီးရင် boost ကိုနှိပ်လိုက်ကိုလေ TikTok လိုပဲတိတ်တော့မခက်ဘူးပေါ့เนาะအရင်ဆုံး goal ရွေးရတယ်တနည်းအားဖြင့် objective ပေါ့เนาะပြီးရင်တော့သူက audience ရွေးရတယ် နော် audience မှာကျွန်တော်တို့ဒီ linking ကပေးထားတဲ့ audience လာဒါမှမဟုတ်အသစ် create လုပ်ပြီးတော့ audience ရွေးမလားပေါ့နော်ဒီမှာ तू က location တွေရွေးလို့ရတယ်နော်ပြီးလို့ရှိရင်ဟိုကျွန်တော်တို့ဘယ်သူတွေကိုပြခြင်းနဲ့ဘယ်သူတွေမပြခြင်းကိုရွေးလို့ရတယ် ad run ကတော်တော်များများတော့ budget ရယ်ဘယ်ရက်တွေမှာထားမလဲပေါ့နော်ဒါတင့်တော်တဲ့ budget တကူရွေးရမယ် तू ကတော့တစ်နေ့15ကျပ်လောက်သုံးမှရတယ်ပေါ့နော် तू ဟာသူ့ရဲ့ boost က ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာကျွန်တော် boost cloud ကိုနှိပ်လိုက်ရုံပဲဒါကတော့ Google ADS runner လေးပေါ့เนาะ Google Google Ads runner တော့ run နဲ့မြတဲ့မှာတော့နည်းနည်းလေးသူကခက်တယ်เนาะသူကအရင်ဆုံးတော့ခုနလိုပဲ objective ရွေးရတယ် objective ရွေးတဲ့ state မှာတော့သူကနည်းနည်းလေးကြာတယ်ပေါ့เนาะပြီးရင် bidding တွေရွေးရတယ်เนาะ အဲ့တော့တခြား platform တွေကဘီဒင်မရွေးလဲရတယ်ပြီးရင်တော့ channel ကတော့အတူတူပဲပေါ့နော်ဒီမှာ तू ကတော့ keyword ထည့်ပေးရတယ်တခြားနဲ့မတူတာက तू keyword back group မှာ audience ရွေးရတယ်ပြီးရင် budget ရွေးရတယ်ပြီးတာနဲ့ကျွန်တော် finally မှာ publish လုပ်လိုက်ရင်ရပြီ